အော်တိုဗန်20ရဲ့မနက်9:00နာရီခွဲတိုင်းတာချက်တည်းအရာတောင်တူပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမိုးထင်ကြုံရွသွန်းမယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အဲ့ဒီအပူပိုင်းမုံတိုင်း function ဟာအနောက်မြောက်ဘက်ကိုရွေ့ရှားနိုင်ပြီးလာမယ့်24နာရီအတွင်းအားကောင်းတဲ့အပူပိုင်းမုံတိုင်း function အဖြစ်ကိုရောက်ရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်။ဒါအပြင်ဒီကနေ့မနက်7နာရီခွဲတိုင်းတာချက်တွေအရဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာအော်တိုဘာ22ရက်နေ့မှာလေပြင်းအားနဲ့ရုံဝန်တစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့လည်းခန့်မှန်းထားကြောင်းသိရပါတယ်။ ကြောင့် ARI တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးတွေနဲ့ပြည်နယ်တွေမှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်မယ်လို့ဆိုပါတယ် ။အေယရီတိုင်းဒေသကြီးမှာတော့မိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေ့ရှာရနေရာတစ်လျှောက်မှာမိုးရွာသွန်းနာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံရွာတာမိုးကြိုပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်လာနိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့မိုးစလကအကြံပြုထားပါတယ်။ကျမကတော့စိတ်မှ